တော့အခုဖြစ်နေတဲ့ပါတလုံးရန်ရည်မှာဖြစ်နေတဲ့ဒီရိုးမကွဲပြားမှုတွေပေါ့နော်ကျွန်တော်ကဒီလူရဲ့ဝင်ဆောင်မှုကိုလုပ်မှာလားကိုယ်ကစီးတောင်းဝင်ယူမှာလားပါဖလုပ်မှာလားပါကဖလုပ်မှာလားဘာလုပ်မှာလဲပေါ့ကိုယ့်ရဲ့လူကဘာလဲပေါ့တွတ်တော့ကိုယ်လုပ်မှာဘာလုပ်မှာလဲကိုကထိန်းချောင်းရမယ့်နေရာမှာနေမှာလားစီမံအုပ်ချုပ်တဲ့အနေနဲ့နေမှာလားအဲ့တော့မဟုတ်ကိုယ့်ရဲ့လူရှင်းရှင်းလင်းလင်းတော့ရှိဖို့လိုတာပေါ့ ဒီ2025မှာဒီပြောင်းလဲလာတာဆိုရင်တော့ဒီ MOD အတွင်းဝင်ကနားလိုက်တယ်ပြီးတော့ဝင်ကြီးချုပ်ရုံအကြံပေးကခန့်လိုက်တယ်ပေါ့နော်ဒါတွေကရောဒီအပြောင်းလဲလို့မှတ်ယူလို့ရလာပေါ့နော်ပြီးလို့ရှိရင်ဒီပြည်သူလူထုလူရှင်ကြီးရဲ့အပြောင်းလဲနဲ့ရောဟိုကန့်ညီလာဆိုတာရဲ့အဲ NUG ကမဖြစ်မနေပြောင်းလဲရမယ့်အချက်တွေရှိမယ်ဆိုရင်ဘာတွေဖြစ်နိုင်မလဲပေါ့နော်အဲလွတ်တော်ကုစလေတယောက်အနေနဲ့အဲအခုပြောသွားတဲ့အဲအစောတင်ပြပါဆိုရင်ဘယ်လိုအချက်တွေဖြစ်နိုင်မလဲပေါ့ရှင်ဟုတ်ဆိုတော့ ကိုနိုင်ထူအောင်နှုတ်ထွက်တာ ਨੇ ပတ်သက်လို့ဒါအန်ယူဂျီရဲ့အပြောင်းလဲမှုပါဘူးဆိုတော့ဒီဒီပုံမှာသူ့အနေနဲ့သူတာဝန်ယူနိုင်တဲ့အတိုင်းတာ ਨੇ အဲသူလုံနိုင်စွမ်းပေါ်မှာသူ့သူပြန်လဲစဉ်းစားပြီးတော့ဒီလိုမျိုးသူအနားယူတယ်ဒါပေမဲ့ပြန်ပြီးဝန်ကြီးချုပ်ရုံရဲ့အကြံပေးဖြစ်သူပြန်ပြီးတော့ဗောနော်တာဝန်ထမ်းဆောင်တယ်သူ့ရဲ့ post ကိုလည်းတတိပြင်းလိုက်ပါတယ်ဟိုဒါရီယာအပြောင်းလဲမဟုတ်ပါဘူးဒါပွင့်လင်းပြောရတယ်ဒါနည်းနည်းအန်ယူဂျီတွေကအလုံရမ်းလို့ပဲပြောရမှာပေါ့နော်အလုံရမ်းနေဖြစ်တယ်လို့ပဲကျွန်တော်တို့မြင်တယ် ဒါရီတော်လန်ရေးကြီးကိုတက်ရောက်တဲ့အထိလည်းကျွန်တော်ထင်တယ်မရှိပါဘူးတကယ်တော်လန်ရေးကိုခရီးရောင်နဲ့လက်တွေ့ကြကြနဲ့ပို့ပြီးတော့ပြုပြင်ပြောင်းလဲနိုင်တဲ့ကျွန်တော်ထင်တယ်ဟိုစီရေးဆိုင်ရာပေါ့နော်အဓိကမဟာမိတ်ပြုတဲ့ကော်မတီတွေရှိပါတယ်ဆိုလိုတာမဟာမိတ်ဆက်ဆံရေးကော်မတီမျိုးတွေ NUG တွေမှာရှိပါတယ်တချို့ငံမဲမဖော်ဘဲနဲ့ပါဝင်ကူညီနေတဲ့သူတွေလည်းရှိကောင်းရှိပါတယ်ဒီလိုပဲ EAW တွေနဲ့တက်ဆိုင်ရာ EAW တွေနဲ့ဆက်ဆံရေး မဟာမိတ်ဆက်ဆံရေးတွေပေါ့နော်ထူထောင်နေတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်ဒီနေရာမှာစီရေးကိစ္စကျွန်တော်အများကြီးမသိပါဘူးဒါပေမဲ့ CRPH ရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကော်မတီကတော့ဒီပုံမှာတော့သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ကျွန်တော်အမြင်နဲ့တွေ့တဲ့အခါမှာအဲ issue တွေတက်လာတိုင်းပေါ့နော်ကျွန်တော်အနေနဲ့အဲ့ဒီပုံမှာဆွေးနွေးမြင်းမြန်းတာမျိုးတွေတော့ပုံမှန်အားဖြင့်ရှိတယ်အဲအဲ့ဒီပုံမှာအားမလို့အားမရတာကြီးလည်းရှိတယ်ဆိုတော့စီရေးကိစ္စတွေကကျွန်တော်တို့ပြောရတာအတော်အတော်အင်မတန်မှဘောင်ကျင်းပါတယ်ခြေတန်းလုံးလုံးနဲ့ရှောက်ရတဲ့တော်လန်ကြီးက မဟာဗျူဟာကိုငါတို့ဘာလုပ်မယ်ဆိုတော့မဟာဗျူဟာဒီညမှာထုတ်ဆွေးနွေးလို့ရတဲ့ဟိုအကြောင်းအရာတွေမဟုတ်ဘူးလို့မြင်နေပါဘောเนาะဟိုပြောချင်တာကဒီဒေါ်လာရင်းမှာစီရေးတစ်ခုလည်းတော့မဟုတ်နေဘူးဒါပေမဲ့စီရေးကတော့နိုင်ငံရေးရဲ့ရှေ့ကိုပို့ပြီးရောက်နေရောနောက်ဆုံးမှာတော့နိုင်ငံရေးနဲ့ပဲအနာတက်ပေးရမှာပဲပေါ့ဆိုတော့ရှင်းတယ်ကျွန်တော်လက်နဲ့ကင်နေကြတာကတွေးခေါ်ကြီးကြီးနဲ့ကင်နေကြဖို့ပဲလိုတာအဲ့ဒီကိစ္စကဒီဒေါ်လာရင်းမှာပိုရေးကြီးလိမ့်မယ်လို့မြင်ဆိုတော့အခုဖြစ်နေတဲ့ပါတော်လုံးရန်ရဲရဲမှာဖြစ်နေတဲ့ဒီရိုးမကွဲပြားမှုတွေပေါ့နော်ဆိုလိုတာက ီလူရဲ့ဝန်ဆောင်မှုကိုလုပ်မှာလားကိုယ်ကစီးရတောင်းဝင်ယူမှာလားပါဖလုပ်မှာလားပါကဖလုပ်မှာလားဘာလုပ်မှာလဲပေါ့နော်ကိုယ့်ရဲ့လူကဘာလဲပေါ့လွတ်တော်ကိုယ်နဲ့လုပ်မှာဘာလုပ်မှာလဲပေါ့ကိုကထိန်းချောင်းရမယ့်နေရာမှာနေမှာလားစီမံအုပ်ချုပ်တဲ့လူအနေနဲ့နေမှာလားအဲဒါမဟုတ်ကိုယ့်ရဲ့ရိုးကိုရှင်းရှင်းလင်းလင်းတော့ရှိဖို့လိုတာပေါ့ဆိုတော့ကျွန်တော်တို့ဒေါ်လာရေးရဗျာရှင်းတယ်ဒီအခုဖက်ဒရယ်ဒီမိုဒီချာတာရဆိုလို့ရှိရင်တော့ဒါဂျာကာလာအားလုံးဂရင်းကြီးပြူလာတဲ့ ူတွေရဲ့နိုင်ငံရေးသဘောတူညီချက်အရဆိုလို့ရှိရင်ဒါ parliamentary democracy စနစ်ကိုကျင့်သုံးလာဘူးကျင့်သုံးတော့ဒီကာလမှာ parliamentary democracy system မျိုးလေးနဲ့ပေါ့ဗျာအဲလူတော်ကိုယ်စားလှယ်တပူကလည်းတက်ဆိုင်ရာစီရေးကဏ္ဍမှာအဲစီရေးကဏ္ဍဆိုတဲ့အစိုးရအဖွဲ့ဒီမှာသူတို့ဘေးရောရှက်တင်တာဝန်ကြီးယူနေရရှိဒါပေမဲ့သူ့ရဲ့ role ကပါလီမန်ထဲလာလို့ရှိရင်တော့အထပါတော့ပါလီမန်လို့ပြောတာလေကျွန်တော် zoom ပဲ online ထဲပါလီမန်ဒါဘုံရင်လင်းပြောတာဒီ zoom မှာအတက်နေရတဲ့ကိုယ်စားလှယ်လာတက်တယ်လို့ရှိရင်တော့ ူ့ရဲ့ role နဲ့တူပေါ့နော်ကွဲပြားပြီးတော့သူတာဝန်ထမ်းဆောင်ပြီးတော့ဒီလိုဖြည့်ကြားဆွေးနွေးရမျိုးတွေရှိတယ်ဆိုတော့ဒီလိုအနေအထားတစ်ခုမှာအန်ယူဂျီကပြည်ပြောင်းလဲမှုရှိပြီလားလို့မေးရင်တော့ကျွန်တော်အစောပိုင်းမှာခြေဘက်မှာဖြည့်ကြားခဲ့တယ်လို့ပဲဟိုအန်ယူဂျီကိုဒီကာလမှာပြည်ပြောင်းလဲတာတို့ review တွေတော့ form တွေလုပ်တာလို့တဲ့ကျွန်တော်အများကြီးမမျှော်လင့်တော့ပွင့်လင်းပြောတာကျွန်တော်တို့နောက်ထပ်တဆင့်ကူးမဲ့ transition ကာလရဲ့ပထမအဆင့်လို့ transition မှာလည်းကျွန်တော်ထင်တယ်ဟို င်ခုပြောင်းရေးကာလကန္တကူအဆင့်ဆိုတဲ့ pre transition ကာလတခုတော့ရှိအောင်အဲ့ဒီကာလကိုကျွန်တော်တို့ဝင်နေပြီလားဝင်နေဘူးလားဆိုတော့ကျွန်တော်ကြားထဲမှာတော်တော်ကြည်ကြည်လဲလဲကိုရှင်းလင်းဖို့လိုပြီဒါကိုလည်းဆွေးနွေးနေကြရတယ်ပေါ့နော်ကျွန်တော်ဆွတ်ဆွတ်ပထမအင်္ဂါဆွေးနွေးပါတယ်ပြောပါတယ်အဲ့ဒီကာလမှာစီရေးဆိုင်ရာကိစ္စတွေလည်းဒါပါမှာပဲဆိုလိုတာကအဲ့ဒီကာလမှာ security sector reform အစားကိုကျွန်တော် security sector arrangement တွေလုပ်ကြမှာလားဒီလိုမျိုးတွေစဉ်းစားကြတယ်ရှိဒီလိုပဲအဲ့ဒီဒီကာလမှာ pre transition ကာလရဲ့အသွင်ကူးပြောင်းရေးကာလရဲ့ပထမအဆင့်မှာဝင်နေတဲ့ကာလတွေဝင်နေတဲ့တချို့ဒေသတွေရဲ့အဲဒီဒီမြောက်လိုင်းအုပ်ချုပ်မှုမရှိတော့တဲ့နေရာတွေမှာလက်တွေ့ကြကြနဲ့ဒီဒေါ်လာရေးကိုအဆုံးတတ်နိုင်ဖို့ရဲ့ရလက်ထုတ်ဖို့ရဲ့ကိစ္စကကျွန်တော်ဒီနှစ်ထဲမှာအရေးကြီးလိုအပ်နေဆိုလိုတာကတစ်ဖက်မှာလည်းစစ်ကောင်စီကသူ့ရဲ့တရားမဝင်တဲ့ဗဟုသူ့ရောင်တခုကိုသူတို့စ조사ပြီးတော့သူတို့ရဲ့တရားဝင်မှုသူတို့ဖန်ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီဘက်ကလည်းဒေါ်လာရင်းအင်အားစုတွေအနေနဲ့ လက်တွေ့ကြကြတဲ့နိုင်ငံရေးရတုံ့ပြန်မှုကိစ္စရယ်စီရေးရဆက်လက်ဖိအားပေးမှုကိစ္စရယ်ကျွန်တော်ကြားထဲမှာအဲ့ပူးပေါင်းဆောင်ရွက်မှုပို့ပြီးတော့အားကောင်းလာဖို့ကိစ္စရယ်ကျွန်တော်တို့ပွန့်ပွန့်လင်းလင်းနဲ့ကျွန်တော်ဆွေးနွေးနေကြပြီလို့ပဲကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီဒီအပိုင်းတွေတော့ကျွန်တော်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုနိုင်ငံရေးတွေအနေနဲ့ပြောရရင်တော့ ASEAN ကလည်းဒီဒီပေါ်မှာသူတို့ 5 point consensus နဲ့ချင်းကတ်တယ်မြန်မာအရေးကိုဒီလိုပဲဒါရှေ့မေးခွန်းတွေမှာလည်းပါလာပါဘောနော်တရုတ်အိန္ဒိယကလည်းဒီလိုပဲဒီနီးတွေနဲ့တို့တို့ရဲ့သက်ဆိုင်ရာနီးလန်းတွေနဲ့ချင်းကတ်ဖြေရှာနေကြရပေါ့ဆိုတော့မြန်မာပြည်ရဲ့ဒေါ်လာရင်းမှာလိုအပ်နေတာဟီးရိုးတွေမဟုတ်ကျွန်တော်တို့ကျွန်တော်ချန်ပီယံတွေလိုနေတာပေါ့ဟီးရိုးတွေလိုရတဲ့ချန်ပီယံဘယ်သူဖြစ်မလဲပေါ့အဲ့ဒီဟာကိုလည်းဟိုနိုင်ငံတကာကလည်းအဲ့ဒါကိုလည်းတို့စူးစမ်းနေကြရပေါ့ဒါပေမဲ့ကျွန်တော်ယုံကံပြီးလှူရှားလာကြတာက သိကြတဲ့ကိုခွန်ကိုအားနဲ့ international diaspora တွေနောက်ပြီးတော့တော်လန်လူစိတ်ရှိတဲ့တကယ်ကိုအခုတိပုံတရံမျိုးစုံနဲ့ပါဝင်နေတဲ့ပြည်သူတွေရဲ့အားနဲ့ပဲကျွန်တော်တို့ဒီခီးကိုဖြတ်တန်းနေတာသူကသူအမေရိကန်ဟိုထောက်ပံ့မှုတွေရက်တဲတို့ဘာတို့ညာတို့ပုံမှာကျွန်တော်အများကြီးကျွန်တော်တို့ဟိုမဖြစ်ပါဘူးဒီဒီဒေါ်လာရေးပုံမှာဟိုတက်ရောက်သွားတဲ့ဒီ impact တွေမရှိခဲ့ဘူးမရှိဘူးပေါ့နော်မရှိဘူးလို့ကျွန်တော်ယုံတယ်ပေါ့မရှိခဲ့ပါဘူးကိုယ့်ခွန်ကိုယ်အားနဲ့ယုံနေရတဲ့ဒီဒေါ်လာရေးခီးတစ်ခုက ီဒူကိုအခြေခံတဲ့နိုင်ငံရေးညီမချက်ကရှင်းလင်းတယ်ကျွန်တော်ဖက်ဒရယ်ဆိုတဲ့ဟာကိုတွားมาဖြစ်တယ်အဲ့လိုပဲမူလအရင်ခံပြဿနာဆိုပြီးတော့ root cause ဆိုပြီးတော့အရှာခံခဲ့ရတဲ့2020ရွေးကောက်ပွဲရလက်ဆိုတာဟာလေပြည်သူကိုစားပြုမှုနဲ့ကျွန်တော်ဒီဒေါ်လာရေးမှာအတိမတ်ပြုအသုံးချခြင်းဆိုတာကိုပဲကျွန်တော်တွားနေတယ်တပါတီတစုတစ်ခွက်ပြန်ပြီးအာဏာရဖို့မဟုတ်ဘူးဒါရှင်းရှင်းလင်းလင်းပဲကျွန်တော် public media မှာလည်းကျွန်တော်အမြဲတမ်းဒီကိစ္စပေါ်မှာကျွန်တော်အမြဲဖြေကြားဆွေးနွေးလေ့ရှိတယ် အဲ့ကြောင့်လာမယ့်တွင်ဘူးပြောင်းရေးကာလမေးအောင်လိုက်မရှိတော့တဲ့ဒေတာတွေရဲ့အုပ်ချုပ်ရေးစနစ်တွေမှာ green data ဆိုလဲတာရှင်းတယ်။ဟို2020ရွေးကောက်ပွဲမှာရွေးခဲခံရတဲ့ကိုယ်စားလှယ်တွေရဲ့ပေါင်းဆက်ဖွဲ့စည်းမှုတွေနဲ့သူတို့ရဲ့ green data ရဲ့ KSIB လို့မျိုးသူတို့စုဖွဲ့မှုပုံစံတွေရှိရဲ့ပြီးတော့တခြားသခိုင်းမကွေးဘက်မှာသူလည်းဒီလိုပဲသူတို့ပြည်ကိုယ်စားလှယ်တွေသူတို့ပြင်ဆင်နေတဲ့ကြားကာလအစီအမံမျိုးတွေသူကာလရဲ့စဉ်းစားချက်မျိုးတွေသူတို့လုပ်နေကြတာရှိတယ်။အဲ့အိမ်မှာစီးရေးကဏ္ဍတွေလည်းပါတာပေါ့နော်။ဆိုတော့အဲ့လိုအနေထားတစ်ခုမှာ အဲကျွန်တော်ရဲ့သွားသွားမြန်မာလေးရဲ့မိကုန်းကိုပြန်ပြီးတော့လက်ဆက်တန်းအန်ယူဂျီကိုဒီကာလမှာ INUG ပေါ့နော်ဒီကြပြောရင် INUG ကိုကျွန်တော်တို့ဒီကာလမှာ reform လုပ်ပါလို့ review လုပ်ပါလို့ကျွန်တော်တို့ချင်းကန်နေရတဲ့ဆာလို့ရှိရင်အခု twin ကုကာလာရဲ့ပထမအဆင့်တွေကိုဝင်နေပြီလားဆိုပြီးတော့ကာလာဆိုင်ရာကျွန်တော်တို့ကြားထဲမှာကြည်လျောင်စဉ်းစားနေတဲ့စဉ်းစားချက်တွေထဲမှာကျွန်တော်တို့ကပုံမူပြီးတော့အားကောင်းတဲ့စုဖွဲ့မှုပုံစံတစ်ခုပူသားပြုမှုပုံစံတစ်ခုကိုကျွန်တော်ရည်မှန်းပြီးတော့ပြင်ဆင် သွားကြဒီလိုပြောလို့ရတယ်အဲ့လိုလဲကျွန်တော်မျှော်လင့်ထားတယ်အစိပ်ပိုင်းတချို့အနေနဲ့လဲကျွန်တော်ပါဝင်ပတ်သက်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားရှိပါတယ်ဆိုတော့ဟိုကျွန်တော်မိကွန်ကဆောဆောညီမလေးဖြီးမီးပြီးတယ်ဟိုမိကွန်နဲ့ဓာတ်ရိုက်အဖြေရောက်ချင်မှရောက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်ပထမပိုင်းမှာဆွေးနွေးခဲ့ဆွေးနွေးချက်တွေနဲ့ပဲပြန်လည်ပြီးတော့ဒါချိတ်ဆက်ပြီးတော့ကြည်ကြားခြင်းပဲဖြစ်ပါတယ်လို့ပြောပြရတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်